MRTV ဖောင်းတယောက်ဆောင်မင်းသားထူးကမကြခင်မှာယောက်ျားလေးအဖြစ်နဲ့ပြန်လည်ဝင်စားမှာဖြစ်ကြောင်းပြောကြားလာခဲ့တဲ့ဆရာမလေးမင်္ဂလာပါပြည်သက်ကြီးရှင်တယောက်ဆောင်ထူးကတော့ငယ်စဉ်ကလေးဘဝကလေးကကလေးတယောက်ဆောင်အဖြစ်အနုပညာအလုပ်တွေကိုလုပ်ကိုင်လာခဲ့တာဖြစ်ပြီးအရွယ်တစ်ခုကိုရောက်လာတဲ့အချိန်မှာတော့ MRTV ဖောင်းကမင်းသားတယောက်အနေနဲ့ဆက်လက်ရည်တည်လာခဲ့တာဖြစ်ပါတယ်တယောက်ဆောင်ထူးကဗီဒီယိုဇာတ်ကားတွေရုပ်ရှင်ဇာတ်ကားတွေနဲ့ဇလန်တွဲတွေမှာပါဝင်တယောက်ဆောင်ခဲ့ရတာဖြစ်ပြီး တဘာဝကြပြီးပြည်ပြင်းတဲ့တရုတ်ဆောင်ချက်တွေကြောင့်ပြည်သက်တွေရဲ့အားပေးချစ်ခင်မှုကိုအခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့မင်းသားထူကမဲချုံအဖြူရောင်တက်ကရင်အစရှိတဲ့ဇလန်းထွဲဒီမှာပြည်သက်တွေရဲ့အချစ်ကိုတင်ပိုက်ထားနိုင်ခဲ့တာဖြစ်ပြီးယောက်ျားကောင်အတောင်20ရုပ်ရှင်ဇာတ်ကားကြီးမှလည်းအကယ်ဒမီဇာတ်ကားတင်စင်းဝင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ10ရက်နေ့မှာတော့တရုတ်ဆောင်ထူကကားအက္ဆီဒန့်နဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ရတာဖြစ်ပြီး ွဲလွန်ချိန်မှာအသက်26နှစ်သာရှိသေးတာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့တရုတ်ဆောင်ထူးကွယ်လွန်သွားတာ၃လပြည့်သွားခဲ့ပြီဖြစ်ပြီးမင်းသားထူးရဲ့၃လပြည့်အလှအဖြစ်ချစ်ခင်သူတွေနဲ့မိသားစုတွေကယေရှုအလှဒါနတွေပြုလုပ်ပေးခဲ့ပြီးကောင်းရမွန်ရာရောက်ရှိစေဖို့အတွက်စုမုံကောင်းတောင်းမိခဲ့ကြတာလည်းဖြစ်ပါတယ်။အခုတခါမှဆိုရင်တော့တရုတ်ဆောင်ထူးကမကြခင်မှာယောက်ျားလေးအဖြစ်နဲ့ပြန်လည်ဝင်စားမှဖြစ်ကြောင်းကိုဆီယာမလီကပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။ လုံခဲ့တဲ့3လလောက်ကကားမတော်တဆမှုနဲ့ဆုံးမသွားခဲ့ရတယ်။ MRTV4 တရုတ်ဆောင်2ဟာလက်ရှိအချိန်မှာပြုလုပ်ပြီးကြတဲ့ကုသိုလ်ကောင်းမှုတွေကိုလက်ခံရရှိပြီးယောက်ျားလေးအဖြစ်နဲ့ပြန်လည်ဝင်စားတော့မှာဖြစ်ကြောင်းဒီအကြောင်းအရာတွေကိုတည်တံ့ဟောပြောသူဆီယာမာလီကပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ဆီယာမာလီစီကထူးရဲ့ဖန်လေးတွေကဝိုင်းမေးခဲ့ကြတဲ့အခါခိုင်ခင်ရှင်မီသားစုကိုယ်တိုင်မိမသာအဆင်ပြေမှာဖြစ်ကြောင်းကိုဆီယာမာလီကအကြောင်းပြန်ခဲ့တာပဲဖြစ်ပါတယ်။ ရခင်ကသူရဲ့ချစ်သူကောင်းမလေးဆိုသူကဆီယမလေးထံမေးဖို့ဘူကင်ယူထားပြီးဘာမှထပ်မပြောမဆက်သွယ်လာတော့တာကြောင့်သူမမီကတော့တခါမှလာမပြောဘူးသေးကြောင်ပြောခဲ့တာလည်းဖြစ်ပါတယ်။ဆီယမလေးအနေနဲ့ဟောပြောချိန်မှာဆိုင်ရာပိုင်ရာတွေကတဆင့်ခေါ်ယူရတာမျိုးဖြစ်ပြီးသူတို့ရဲ့နောက်ဆုံးဆန္ဒတချို့ရှိတဲ့ကြောင်အိမ်ရဲ့ဘယ်နေရာဘာညာအတိအကျပြောလိုက်ရင်အယကန်ရှင်မိသားစုကသာသိရှိတာမို့မိသားစုကမေးမြန်းဖို့လိုတာဖြစ်ကြောင်းရှင်းပြခဲ့တာလည်းတွေ့ရပါတယ်။ ဆီယမာလေးပြောပြီးမကြခင်မှာပဲသူရဲ့မိမိကဆက်သွယ်လာခဲ့တယ်လို့သိရပြီးမကြခင်မှာဟောပြောပေးသွားတော့မယ်လို့ဆီယမာလေးကဆိုလာခဲ့တာလည်းဖြစ်ပါတယ်